ော်တာရှင်များမင်္ဂလာပါရှင် KK Refor You Channel မှာပြန်လည်ကြိုဆိုပါရစေဒီနေ့ဖတ်ပြမယ့်ဝတ္ထုလေးကတော့စာရင်းဆရာမောင်တုံညကျောင်းဆရာရဲ့တပ်ပုံမှားတဲ့လောင်းကစားဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ကျမနဲ့အတူလိုက်ပါခန်းစားကြရအောင်နော်ရန်ကုန်မြို့ရှိစိတ်ငြိမ်သောရပ်ကွက်တစ်ခု၌နှစ်ထပ်တိုက်ပေါ်မှအသက်90ခန့်လူတစ်ယောက်သည် ပြုံးရွှင်စွာဖြင့်လေကားအတိုင်းဆင်းလာ၏အောက်ထက်ရောက်သည်နှင့်အိမ်ပေါက်ဝတွင်မျောလင်းချက်ပါသောအပြုံးဖြင့်သူ့ကိုကြည့်နေသောလူငယ်ကိုတစ်ချက်ကြည့်ပြီးဘေးလွယ်အိတ်ထဲသို့လက်နိုက်ခါကဲမောင်လုံးဒီမှာမင်းဆောင်ကြည့်ကထို့အခါလူငယ်သည် အလင်းအမြန်ပြေးလာပြီးလက်နှစ်ဖက်ဖြင့်ရိုရိုတေတေယူလျက်ဟုတ်ဟုတ်ကဲ့ဦးလေးကျေးဇူးပါထို့အချိန် အထက်ကျုပ်စက်ယုံရဲ့အလုတ်ဆင်းချိန်အလန်းပေးမှုကြောင့်ခင်မေအလုတ်ဆင်းဖို့ရာအတွက်ပြင်ဆင်နေ၏အိမ်ပြန်ချိန်တွင်အထက်ကျုပ်သမားများ၏မျက်နှာမှာပျော်ရွှင်လျက်ရှိကြသလိုတချို့မျက်နှာမကောင်းသူများလည်းရှိကြ၏လာကြုံမိသူများရှိကြသလိုခင်ရာဆွေမျိုးပုံစံနှင့်လည်းအတူတူပြန်ခဲ့ကြသည့်သူများလည်းရှိကြ၏ခင်မေသည်လည်းဒီနေ့ကြမှာအလုတ်မှာခင်မေနဲ့အမတယောက်မလာ၍တယောက်တည်းပြန်ခဲ့ရ၏ တီတီလမ်းလျှောက်လာရင်ဘေးမှာတက္ကစီတစည်းဟွန်တင်မှုကြောင့်ခင်မေလန့်သွား၏သမီးကားကောင်းလေးကသမီးဆို၍ခေါ်တန်ကြား၍လှည့်ကြည့်လိုက်ရာဟင်အဖေလာသမီးတက်ခင်မေမှာပျော်ရွှင်လေးရကားပေါ်သို့တက်တော့၏ကဲသမီးဘာစားမလဲအဖေကြိုက်တာစားလေဟင်းသမီးကအကုန်စားအဆုံစား ။ဆရာရေကျွန်တော်တို့ကိုအစားတောက်ကောင်းတဲ့နေရာ ပို့ပေးပါ။ဟုတ်ကဲ့ပါဗျာ။သမီးစားကောင်းရဲ့လား။ကောင်းနေဖေးဒီနေ့အဖေပုံစံကြည့်ရတာ။ဟဲဟဲငါသမီးပြောကြည့်လေ။အဖေဖေးနိုင်လာတယ်မလား။မှန်လိုက်လေ သမီးယာငါသမီးတော်လူခဲခတ်တော်လာပြီ။ထို့နောက်လွဲအိတ်ထဲမှာပက်ဆက်များကို ထုတ်၍ရေးတွက်ပြီးကဲသမီးဒီမှာမနှက်ပြန်အိမ်လာကရေဒီမှာကသမီးမုံဘူး ခင်မင်းဤမျက်နာမှာချက်ချင်းပျော်ရွှင်မှုဖြစ်သွား၏။တက်ဆက်များကိုကောက်ယူရင်းအဖေရဲ့သမီးပျော်ပါတယ်။ဒါပေမဲ့အဖေကိုလောင်းကစားမလုပ်စေချင်ဘူး။အေးပါသမီးရဲ့ဒါပေမဲ့တူတူတူဟဘုံမှာအချက်ပေးစံထွက်လာ၍ခင်မင်းမှာဖုန်းကိုကောက်ကင်ပြီးဟယ်လိုခင်မင်းမှာခဏတာငြိမ်သွားပြီးချက်ချင်းဆိုသလိုပြန်ပြုံးသွားကား ။ဦးလေးခဏကြိုက်ထားအဖေဒီမှာဦးချက်စပီကာဖွင့်လိုက်သမီး။ဟယ်လိုကိုချက်။လာတင်ရမင်းကကွာနေလေကနိုင်သွားတယ်ဆို။ဟဲဟဲဒီလိုပဲပေါ့ဗျာ။မင်းနဲ့အတူကစားတဲ့အောင်ကြီးပြောတာကမင်းကဒီနေ့မှဖဲမောင်းအောင်သလားအောင်မရတဲ့တဲ့။ဟဲဟဲကိုချက်ရကိုမိပြင်ကိုလာတယ်ဆိုတာကျွန်တော်ပဲဗျအေးပါကွာမင်းအစဉ်ပြင်ပြီးတာပါပဲကွာโอเคโอเค bye bye တစ်ဖက်မှဖုံးချသွားအပြီအဖေတမီးကိုဖုံးအစ်တလေးဝယ်ပေးပါလားဝယ်ပေးမှာပေါ့တမီးရဲ့ကိုလာတင်တရားတကောင်ကြက်တွန်တစ်ချိန်တိုင်းတရေးနိုးလာခဲ့ဤအိခန်းထဲမှာမိချစ်ယူကဆေးလိတူကိုထဖွာရင်းနဲ့อืมဒီတစ်ခေါက်တော့ဖဲနိုင်လာတာတော်တော်ဟန်ကြတယ်ဟုထင်မိဤလောင်ကစားသမားဆိုတာကနှဲသမားပါဇက်လို့ ပိန်လိုက်ဖောင်းလိုက်နဲ့ဘဝကိုပြန်တွေးကြည့်မိ၏ဆေးလင်းငွေတို့ကိုအပြင်သို့မှုတ်ထုတ်ရင်ကိုလာတင်ဤမိမဖြစ်သူမှာနာတာရှည်ယောဂာနှင့်အိယာဘော်တွင် ဆုံးပါသွားခဲ့၏သမီးလေးတယောက်သာကြံခဲ့၏ပယံအလုတ်ဖြင့်ဘဝကိုအသက်မွေးရသမီးကိုလည်းကြောင်းထားပေးခဲ့ရ၏စင်ရမှုသည်တခါတလေနှုံချခြင်းကကပ်ပါလာသဖြင့်ဘဝဤတိုးတက်ဖို့ကို မကြိုးစားပဲ အတိတ်ကကန်လို့ထင်မှတ်၍ကန်စီမံရာလို့ယူဆထားခဲ့သောကြောင့်ယနေ့အချိန်အထိစင်ရဲမွဲတည်ခဲ့၏။တမီးသည် အတန်းပညာမအောင်မြင်ပညာရေးစူးစမ်းမှုမရှိလား။သို့နှင့် အထက်ချုပ်ဆက်ယုံမှပင် အလုပ်လုပ်ရ၏။ကိုလာတင်အသက်50ရောက်ခါသည့်အချိန်တွင်ပယံအလုပ်ဆက်လုပ်ဖို့ရာအဆင်မပြေ။ဘဲကန်ထရိုက်ကမှခေါ်မခိုင်းခြင်းတော့ တရွေ့ရွေ့တက်လာသောကုံစင်းတို့၏ဒဏ်ကိုအလူးလဲခံရသောဆင်းရဲသားလူလူတွေတွင် ကိုလာတင်တို့မှပါဝင်လာခဲ့၏။တမီးရဲ့လောက်ခလာစာလေးနှင့်ပင်ချိုးချံချူတာစွာရက်တီလာခဲ့ရ၏။ကြည်တလဲကြက်တခုံတနေ့ကြီးဝါနိုင်သည်ဟု တွေးကဖဲရိုက်တာကိုကျွမ်းကျင်စွာကစားတတ်အောင်တင်ယူသည် အတုခိုးသည် အခုလိုနိုင်ရတာလဲကျွမ်းကျင်စွာဆော့ကစားနိုင်လို့ဖြစ်၏။ သို့သောဖဲရရာတွင်ပတ်ဆက်ရှိဖို့လည်းလိုသေးသည်အခုတလောသမီးကကိုလာတင်ကိုဖဲမရိုက်ခိုင်းအော်သမီးကတော့ပတ်ဝန်းကျင်ပြောတာကိုဖဲသမားသမီးဆိုတာရှက်မှာပေါ့လေသမီးကဘယ်သိမလဲအဖေကဒီဖဲနဲ့ချမ်းသာခြင်းနဲ့သမီးရဲ့တနေ့တော့သမီးစကားကို အဖေက နားထောင်ရမှာပေါ့ ကိုလတ်တင်မှုတ်ထုတ်လိုက်တော့စေးလေးငွေတို့သည်ညူနင်းမကြသောဆောင်းရာသည်ကိုအခိုးငွေအဖြစ်လွေမျောကာညူနင်းတရံထင်အောင်ထမားဖြစ်နေ၏နောက်တနေ့မနက်တွင်သမီးကအဖေသမီးဟန်းဖို့အစ်စ်ကလေးဝယ်ပေးပါလားဘာဖြစ်လို့လဲသမီးဟာအဖေကလည်းမင်းညောင်ကပြောခဲ့တာလေသမီးကလည်းအဖေသိပါတယ်အဖေဝယ်ပေးမှာပေါ့ဟုတ်ပြီလား တမီးမှာအလုတ်ကိုသွားတော့ဤကိုလာတင်တယောက်ဒီနေ့ဖဲသွားရိုက်ဖို့ကြိတ်ဝိုင်းကို ဖုံးဆက်ဖို့ရာဟန်ဖုံးကိုထုတ်လိုက်ဤဖုံးမှာမှန်ကွဲနေဤအင်းငါဖုံးလဲအခြေအနေမကောင်းတော့ဖုံးလဲရတော့မည်ဒို့နေကြိတ်ဝိုင်းရှိမရှိအတိတယောက်စီဖုံးဆက်လိုက်ဤတာဤဒီနေ့ကြိတ်ဝိုင်းလေးရှိမရှိ ရှိရပါဗျာကိုလာတင်ဟာဒီနေ့ရက်ခလန်းထဲမှာလေကျွန်တော်တို့စီလာခဲ့ပါ အေးအေးလာခဲ့မယ်ဟုတ်ပြီလားလာခဲ့ရင်လဲမက်စလေးပါလေးတက်ခဲ့အောင်နော်အေးပါကွာကဲပြခုနကကျွန်တော်မိမဆက်တယ်အားလုံးအကြပဲတယောက်တော့သူမမင်းအဲ့လိုပြန်လာနဲ့တို့ဘယ်လိုရရမတော့ကျွန်တော်လဲဘယ်ပြန်ကြင်ပါမလဲမိမကကလေးမွေးတော့မှာပြန်ပါကွာရပါတယ်ငါတို့လည်းကြားတာပဲ တော်ကြာမိမကမင်းကိုပဲမျောနေတာတမျိုးမထင်ကြပါနဲ့ကွာနောက်မှဆုံးမဟေ့ဟေ့လတ်တင်မင်းမရှုံးဘူးမလားကိုလတ်တင်ကအိမ်ကတက်နေတော့ဟူးဒီနေ့တော့နည်းနည်းတော့ပဲရှုံးတယ်ကိုလတ်တင်သည်သမီးရဲ့အတွက်ဖုံးဝယ်ပေးဖို့ရာလမ်းဆောင်ရှိဖုံးဆိုင်သို့ထွက်လာခဲ့သည်မင်္ဂလာပါရှင်ဦးလေးဘာဖုံးလို့ခြင်းလို့ပါလဲ ဟိုတမီးရဲ့အမျိုးသားကောင်းတာလေးကြည့်မလို့ထို့အခါဆိုင်ကအယောင်ကောင်းမလေးတယောက်သည်ဖုံးများကိုထုတ်ပြနေ၏ဖုံးမျိုးသားကကောင်းတယ်လို့ဈေးကလည်းကောင်းနေ၏အခြားဝယ်သူများလည်းရောက်လာကြ၏မိမိကိုဖုံးပြတာရင်းမှာပဲမိစက်မှာနှိုးထားရမှာစီကုံကနီး၍မိတ်တုံးမိတ်တုံးဖြစ်နေပြီးခဏအတွင်းမှာမိစက်နောက်တစ်လုံးချိန်လိုက်ချိန်တွင်ပြတ်သွား၏ ထိုအခါစိတ်ထိုင်းနိုင်တမျိုးတမီဖြောင်းလဲသွားကဘေးနားတွင်ချထားသောဖုံးအစ်စ်ဘူးကို လွယ်အိတ်ထဲထည့်လိုက်၏ချက်ချင်းဆိုသလိုမီးစက်နောက်တစ်လုံးကြောင့်မီးပြန်လာသည့်အချိန်တွင်အေးကွယ်သမီးရဲ့ဈေးနှုန်းလေးလာမေးတာပါကွယ်ဟုတ်ကဲ့ပါရှင်အပြန်တွင် ခြေလန်းကိုတုပ်ရှည်တင်ကလိုင်းငါစီပြီးအိမ်သို့ပြန်ခဲ့လေ၏တခါမှမခိုးဘူးတော့လေ အခုတခါ၌ပထမအကျင်းသူခိုးမိခဲ့လေ၏။တမီးရေအဖေလာသမင်းစားမယ်ဖုံးပါရဲ့လားအဖေလွဲအိတ်ထဲမှဖုံးမှုကိုထုတ်ပြပြီးပေးလိုက်တော့အခါဟဲအဖေဒါဆန်ဆောင်ဖုံးမယ်အဖေဈေးဘယ်လောက်ဟဲရှစ်သိန်းဖီးယားဖီးယားငါဖေကအင်းဒါမှဒိုးဖေကြီးกว่าဖေရိုက်လို့နိုင်လာတယ်ပေါ့လေ တယောက်တည်းအာဘာအာရင်တန်တန်ဖြင့်ပျော်ရွှင်နေသောသမီးကိုကြည့်ပြီးသမီးသမီးစားပြီးပြီလားဟုတ်ဖေအေးကွယ်အဖေလည်းဒီနေ့သမီးမစားတော့ဘူးခေါင်းနဲ့နဲ့နောက်လို့ဝင်နားလိုက်အောင်မယ်သမီးသည်ပျော်ရွှင်နေ၏ကိုလာတင်သည်စိုးရိမ်မိပြန်၏သူတို့တင်များတည်သွားမလားอืมငါကရိုးရိုးသားသားနဲ့မေးခဲ့လို့သူတို့လည်းရိုးသားတယ်လို့ထင်နေမှာပါ သမီးရှိမှာတော့လူကြီးဖြစ်နေ၍ဟန်ဆောင်ရလေ၏အနားယူဖို့ပြင်ဆင်ခြင်းတွင်အဖေအဖေဖုံကဆုတ်နေပြီသမီးဖုံလေးယူလိုက်တော့ပေအဖေဖုံခိမေဒီကိုလာတင်စီကဖုံးကိုယူ၍စင်ကပ်ကိုဖြုတ်ခါသူ့ဖုံအဟောင်းထဲသို့ထည့်ပေးလိုက်ဖုံးကသမီးပုံနဲ့ပဲဘာဖြစ်လဲအဖေရဲ့ကိုသမီးပဲလीဒါမှဖဲမရိုက်အောင်တိုးဖွဖွပြောတဲ့သမီးပါလားလို့ ောက်တစ်ခါမြိုင်နဲ့ဖေးသမီးရှက်တယ်အေးပါသမီးရဲ့မိမဖြစ်သူလဲဒီအတိုင်းပဲပြောတာမေတူသမီးပီတာပါပေတယ်ကိုလာတင်အခန်းထဲဝင်ကားအိတ်လိုက်သည် မကောင်းမှုဟူသည်စိတ်ကိုထင်ဟပ်စေ၏စောင်းနှင်းမာတော်ဇောချွေးပြန်နေ၏ငါ့ကိုဖုံးဆိုင်ကတည်တော်မလားငါမက်စတက်ထားတယ်အင်ဂျီနဲ့ပစိုး ထို့နောက်ချက်ချင်းထကဝိလာသောအင်ဂျင်ရဲ့ပစိုးကိုချွတ်၍တေချာထုတ်ပြီးနောက်ဖေးလမ်းကြားသို့ပြစ်လိုက်၏ထို့ညကအာယုံတက်ချိန်မှအိပ်ပျော်သွား၏အဖေသမီးတို့ဒီနေ့နေတဝက်လှုပ်ဆင်းရမှာပြန်လာရင် အဖေကြိုက်တဲ့ဟင်းချက်ထားမယ်ပြီးတာနဲ့ဖုန်းခေါ်လိုက်မယ်ဖွဲမစော့နဲ့နော်အေးပါသမီးရဲ့ဒူဒူဒူဟယ်လို လှတင်နေပင်ထူအောင်အိတ်နေပြီလားမဟုတ်ပါဘူးကွာညကအိတ်မပြောလို့ပါငါခေါ်နေတာသုံးလေးကမကတော့ဘူးဒီနေ့ဝိုင်းရှိတယ်နှစ်ရက်ကစားကြမယ်မင်းလာခဲ့မလားโอเคကိုချက်နေရာသာပြောဖဲဝိုင်းတွင်ကွာတပွင့်နဲ့နဲ့ကတ်ရှုံးရတယ်လို့အေးကွာလှတင်啊ဖဲထုတ်ကခဏနေရင်ဖဲထုတ်တထုတ်လဲဆိုတော့လေငါလည်းဘယ်မှတ်နိုင်တော့မလဲ ကဲလှတယ်မနဲ့ပြန်တပွဲရှိသေးတယ်ဒီကောင်တွေကတော့ပတ်ဆက်ရှိမဲ့ပုံစံပဲမင်းလာခဲ့မှာလားအေးလာခဲ့မယ်စိတ်ချကိုချက်ကိုခေါင်းငိန်ပြီးပြောလိုက်ဤကိုလာတင်မှာပတ်ဆက်ကမရှိတော့ဖဲသမားရဲ့အကြံအတိုင်းဘာရောက်ရမလဲဟုစဉ်းစားသည်တမီးဟာဘုံကိုကြည့်မိဤပြန်ရောက်ရမည်ဆိုတော့လေလက်ထဲတွင်တမီးပြည့်တဲ့ဖုံးဒီဖုံးရောက်လိုက်ရရင်လေတမီးနဲ့စကားများရမှာ မနေ့ကတင်ပေးထားတာတရက်တောင်မကျော်သေးဒီဖုန်းရောင်းရင်ပက်ဆန်ကလိုသေးတယ်မဖြစ်ပါဘူးအင်းခါတိုင်းဆိုလက်ထဲမှာပက်ဆန်မရှိခဲ့ရင်ဆက်မရရင်လောက်ကုန်ကနီးမှသမီးလာစာထုံးမှအဖေးရိုက်ဖြစ်မှာဒါပေမဲ့ဒီကောင်းလေးကိုမကြည့်နဲ့ရုပ်တွေကတော့ပက်ဆန်ရှိမိတဲ့တန်းပဲစင်းစားကအတွေးပေါင်းစုံဝင်လာ၏ချွေးပြန့်နေသောမျက်နှာကိုလွဲအိတ်ထဲမှလက်ကင်ပွားဖြင့်တုပ်လိုက်ရင် အင်ဂျီကို ပစိုးတဲ့တေချာထည့်ပြီးဝစ်လိုက်၏ထို့နောက်မက်စ်ကိုတေချာစွာတက်လိုက်၏အန်ကဲမင်္ဂလာပါအေးကွယ်မင်္ဂလာပါဘာလို့ချင်ပါသလဲရှင်တမီးအတွက်မွေးလေးလက်ဆောင်လေးဆွဲကျိုးဝယ်ပေးမလို့လာကြည့်တာအော်ဟုတ်ကဲ့အန်ကဲဒီဘက်မှာ ဆွဲကျိုးကအစားအစာရှိပါတယ်ရှင်ကိုလာတင်ကိုဆိုင်ဝင်နှန်းကောင်မလေးကခေါ်ဆောင်ပြီးရွှေဆဲကျိုးများကိုထုတ်ပြနေ၏ ဒီဆွဲကြိုးလေးကဘယ်လောက်လဲဒါလေးကငါးမူသားပါအန်ကဲ16သိန်းလောက်ရှိမယ်ဒါလေးကရောတမီဒါကတမက်သားဒီဇိုင်းတွေကမတူဘူးပေါ့ချစ်စရာလေးတွေပဲဟုတ်တယ်အန်ကဲလက်ရလေးတွေကအမှုပညာဆက်နေညနေဆောင်အချိန်တွင်ဝဲသူတွေလာကြ၏ကိုလာတင်သည်ဟိုဒီလက်ညှိုးထိုးကပြခိုင်း၏ထို့နောက်ဆိုင်ဝင်နှန်းကောင်မလေးများအလစ်တွင်ဆွဲကြိုးတစ်ကုန်းကိုအိတ်ထဲထည့်လိုက်၏ အေးကွယ်ပတ်စံကများတော့နောက်မှပြန်လာဝဲတာပေါ့ဟုတ်ကဲ့ပါရှင်ကိုလာတင်သည်ခြေလမ်းမြန်မြန်ဖြင့်ဆိုင်ထဲကအထွက်တွင်တခိုးတခိုးဖမ်းပေးကြပါရှင်ကိုလာတင်သည်တုတ်ခြေတင်ပြည်၏နောက်မှဆိုင်ဝန်နှင့် security တွေကနောက်ကလိုက်လာ၏လမ်းမရှိလူတွေက ပြေးလာသောကိုလာတင်ကိုကြည့်နေကြ၏ထိုအချိန်တွင်နှထင်တို့မီးပွင့်မတက်ခံစားလိုက်ရပြီထုကွာတက် ဟဲဟဲတော်ကြပါတော့ကွာအုတ်ခဲနဲ့ငါ့ကိုပြစ်လိုက်တာတိမ်မလားရှင်မလားမသိဘူးကဲဘဲကလည်းမသိဘူးလက်လုံကုန်မဲ့တက်ဆိုင်ရအောင်အဲ့ဟိုမှာရွှေဆိုင်က security တွေလာနေပြီတူ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 ထိုအခါအင်ဂျီအိတ်ကတ်ထဲမှာဟန်ဖုံးသည်မြည်လာသည်တမီးဆိုသောနာမည်နဲ့အတူ ဖုံးမျက်နှာပြင်ပေါ်တွင်မိမိငယ်လေးတယောက်၏ဓာတ်ပုံ ပေါ်လာလေတော့သည် ဝိတုလေးကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်အဆုံးထိနားဆင်ပေးသွားတဲ့အတွက်ကျေးဇူးပါရှင်နောက်ထပ်ဘဝတရားဖွယ်ဝိတုလေးတွေကိုနားဆင်ဖို့အတွက် channel လေးကို subscribe လုပ်ပြီး notify bell လေးကိုနှိပ်ခဲ့ပေးကြပါဦးနော်သောတာရှင်တို့ကိုစိတ်နှပြစမ်းမချမ်းသာပါစေလို့ဆုတောင်းရင်းနှုတ်ဆက်လိုက်ပါတယ်ရှင်